င်္ဂလာပါကျွန်တော်ဆမ်ပီးဆော်ကဖြစ်ပါတယ်ဒီနေ့အင်္ဂါညမှာကစားမဲ့ကလပ်ဝေါ်ကပ်ပွဲစဉ်၄ပွဲတည်းရမှာကျွန်တော်ဒေါမွန်နဲ့ဖလူမီနဲ့ပွဲစဉ်ကိုရွေးချယ်သုံးသပ်ပေးခြင်းပါတယ်မနေ့ကတင်းထားညမှာတော့ကျွန်တော်မမ်ဘာပွဲတွေအုံဝင်ရတဲ့လက်တူအစီအပြေခဲ့ပါတယ်ကျွန်တော်ဖရာမီโกဘော်ဒီဘိုကာဂျူနီယာဘော်ဒီနှစ်ပွဲအပြည့်အောင်ခဲ့ပြီးတော့ပြားနေရာဒီအပေါင်းပြတ်ထွက်ခဲ့ပြီးတော့အစီအပြေခဲ့ပါတယ်ဒါကြောင့်ဒီနေ့အင်္ဂါညမှာလည်းကျွန်တော်စီကိုမမ်ဘာပွဲလာရောက်ဝေယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိစေရပါမယ်။ဒါကြောင့်စိတ်ဝင်သွားလို့မမ်ဘာပွဲတွေကိုဝေယူခြင်းနဲ့ဆိုရင်တော့ ဒီနေ့တညဆောင်မြန်မာငွေ9000ကျင်းနဲ့ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ဖြစ်တဲ့39969889336ညကိုဆက်သွယ်ပြီးတော့ဝယ်ယူနိုင်ပါတယ်ဗျာဒီနေ့မှာပွဲစဉ်၄ပွဲရှိတဲ့နေရာမှာကျွန်တော် member 3ပွဲအထိထွက်ပါတယ်အဒီနေ့ပွဲစဉ်မှာတော့ဒေါ်မွန်ကဖလူမီနဲကိုတလုံး90သန်းဘောမောင်သေးနှလုံးအရှုံးဆိုပြီးတော့ဖွင့်လှစ်ပေးထားပါတယ်ဒေါ်မွန်လိုဥရောပအသင်းကြီးတသင်းကဖလူမီနဲလိုရာသီအသင်းရာသီကလပ်အသင်းတသင်းကို တစ်လုံး90သားဆိုတဲ့ဈေးကြောပြီးတာတော့ဈေးတော်တော်လေးကိုပြော့နေပါတယ်။ဒုံမွေစတီကြီးတစ်လုံးအသေးရနေပေါ့ဝမ်ပေါင်း90တိကျဆင်းလာတာပါ။ဒုံမွေဈေးကျဆင်းလာတဲ့အားလည်းအကြောင်းရင်းရှိပါတယ်။အဲ့ဒါပါလဲဆိုတော့ခုရှင်ပြိုင်ကစားနေတဲ့ကလပ်ဝေါ်ကပ်ပွဲစဉ်တွေထဲမှာဘရာဇီးကလပ်လေးသင်းပါဝင်ပါတယ်။ဒီဘရာဇီးကလပ်လေးသင်းထဲမှာရှင်းမှာကစားသွားတဲ့ပမ်ပီယာဖလာမင်ဂိုဗိုတာဖိုဂိုတို့လိုအသင်းတွေကခြေစွန်းပြကစားထားနေတာကြောင့် အခုဘရာဒီအတင်းတင်းဖြစ်တဲ့ဖလူမီနက်ကိုလည်းဒေါ်မွန်တို့ခက်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 ကစားရလိမ့်ဦးမယ်ဆိုတဲ့အတွေးကိုထိုးသွားရတဲ့ဝင်အောင်လို့ဘူဂီရီကဒေါ်မွန်ရဲ့ဇီဒန်တခုကိုချထားတယ်လို့ရှော့ပလိုက်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဘရာဒီတင်းနေကောင်းတာမှန်ပါတယ်ဒါပေမဲ့အခုဒီဝေါ်ကပ်ပွဲဝေါ်ကပ်ပြိုင်ပွဲထဲမှာဘရာဒီကလပ်၄သင်းထဲမှာဖလူမီနက်ကအင်အားအနည်းဆုံးလို့ကျွန်တော်ကတော့ယူဆပါတယ်ဘာကြောင့်လဲဆိုတော့ဖလူမီနက်မှာက တရားကိုစေးပါလို့အသက်ရ40နှစ်ကပ်နေတဲ့ကသာသမားတွေပါဝင်နေပြီးတော့ကျန်တဲ့ကသာသမားတွေဆိုလဲအသက်ရပိုင်းရအသက်ရ35နှစ်35နှစ်ရှိတဲ့ကသာသမားတွေများနေပြီးတော့တက်ကြီးပိုင်းကသာသမားတွေများနေပါတယ်ဒါကြောင့်မလို့ဒေါမွန်လိုနှင်မြန်တဲ့အသင်တသင်ဒေါမွန်လိုကစားကွက်ပိုင်းရောတိုက်စစ်ပိုင်းရောနှင်မြန်တဲ့တိုက်စစ်ကသာသမားတွေပိုင်ဆိုင်ထားတဲ့အသင်တသင်ကိုဖလူမီနဲ့လိုတက်ကြီးကသာသမားတွေများနေတဲ့ ခက်စင်ပိုင်းကမထိန်နိုင်တော့ဘူးလို့ကျွန်တော်ကတော့ယူဆပါတယ်ဒါပြင်ဒေါမွန်ရဲ့နောက်တစ်ပွဲကိုကြည့်မယ်ဆိုဒေါမွန်ကဒီ memory စမ်းတုံးတဲ့ပွဲစဉ်မှာဒေါမွန်ကနှလုံး80ဇာတ်ဈေးပေါက်နေရကြောင်းဒေါမွန်ကအဲ့ memory စမ်းတုံးတဲ့ပွဲစဉ်မှာကြေးကျလိမ့်မယ်လို့လည်းကျွန်တော်မြင်ပါတယ်ဒါကြောင့်ဒေါမွန်ရဲ့နောက်ပွဲစဉ်မှာဒေါမွန်ကကြေးကျပြီးတော့အခုဖလူမီနဲနဲ့ပွဲစဉ်မှာဒေါမွန်ကြေးအောင်သွားနိုင်တယ်လို့မြင်ပါတယ်။ဒါကြောင့်ကျွန်တော်ဒေါမွန်ဘော်ဒီကိုပဲချိန်နေတတ်ပါတယ်။ဒေါမွန်ရဲ့ဘော်ဒီဈေးပြော့နေတာကတော့ ဘူကီရီရဲ့ပိတ်ထားတဲ့ဈေးလိုပဲကျွန်တော်ကတော့ယူဆကြင်ပါတယ်။ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဒေါမွန်ဖလူမီနက်ကိုနိုင်အောင်ကစားသွားလိမ့်မယ်လို့ယူဆပါတယ်။ဒါကြောင့်ကျွန်တော်ဒေါမွန်ဘော်ဒီကိုပဲချိန်နေတတ်ပါတယ်။ဒေါမွန်နဲ့ဖလူမီနက်ပွဲစဉ်မှာကျွန်တော်ဒေါမွန်ဘော်ဒီကိုပဲရွေးချယ်ပေးခြင်းပါတယ်။ဒီနေ့အင်္ဂါညမှာတော့ကျွန်တော်မမ်မာ၃ပွဲထွက်ပါတယ်။ကျွန်တော်ရဲ့မမ်မာ၃ပွဲကိုဒီနေ့မှလာရောက်ဝယ်ယူတဲ့အကူတို့အားလုံးအဆင်ပြေအကျိုးရှိစေရပါမယ်။ဒါကြောင့်စိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ဒီနေ့တညတော့မြန်မာငွေ9000ကျင်းနဲ့ဝယ်ယူလို့ရပါပြီဗျာ။ ျွန်တော်ရဲ့ Viber ဖုန်းနံပါတ်ကတော့39 69 88 83 39ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Member Code တွေကိုဝင်ရောက်လေ့လာခြင်းနဲ့အကူအညီတွေကတော့ကျွန်တော်ရဲ့ Telegram Channel မှာဝင်ရောက်လေ့လာလို့ရပါတယ်ကျွန်တော်ရဲ့ Telegram Channel link ကိုလည်းကျွန်တော် comment မှာ share ထားပေးခဲ့ပါမယ်ကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုမရှင်းတဲ့အကူအညီတွေကတော့ကျွန်တော်ရဲ့ TikTok Bio link မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ကိုတင်ပေးထားပါတယ်ဗျာအားလုံးပဲအဆင်ပြေအောင်မြင်ကြပါစေဗျာအားလုံးကိုကျေးဇူးတင်ပါတယ်